ချင်းစင်လေးကလည်းပြန်လဲကျေစွပါရဲစကိုင်းနိုင်ရဲ့အထက်ပိုင်းကချင်ပြည်နယ်နဲ့စကိုင်းနိုင်အဆက်မှာရှိနေတဲ့ရှမ်းပြည်တိုင်းရင်းသားတို့ရဲ့ဒေသတစ်ခုဖြစ်နေတဲ့ဗမောက်မြို့ကိုကချင်လက်နက်ကိုင်တပေါင် KIA နဲ့အပေါင်းပါတွေကမြို့အသိန်းတိုက်ပွဲဆင်နွှဲပြီးတဲ့နောက်အခုအောက်တိုဘာ26ရက်နေ့မှာပဲမြို့မှာရှိနေတဲ့ရေစကန်ထွေအုပ်ယုံနယ်အဓိကနေရာတွေကိုမိရှို့ပြီးတော့ဖျက်ဆီးနေပြီဖြစ်ပါတယ် ကချင်လက်လက်ကန်တဘုံ KIA ကရှမ်းနီတိုင်းရင်းသားတွေကို1949-48ခုနှစ်ကချင်ပြည်နယ်ဖြစ်သက်မှတ်ပြီးချိန်ကလေးကစပြီးတော့ Jane Ford လူမျိုးကြီးမူဝါဒအနေနဲ့လက်နက်ကင်ဆွဲပြီးတော့ဒေသခံရှမ်းနီတိုင်းရင်းသားတွေကိုနှစ်ပေါင်းများစွာလက်နက်ကင်ဆွဲအနိုင်ကျင့်ခဲ့တာပဲဖြစ်ပါတယ် အခုဆိုရင်ကချင်လက်နက်ကိုင်တပုံ KIA ရဲ့လက်နက်ကိုင်ဆွဲအနိုင်ကျင့်မှုတွေနဲ့အတူ NUG ပြည်ပအုပ်စုတွေရဲ့အုံချခံဖြစ်နေတဲ့ PDF တွေရဲ့အားကိုယူပြီးတော့ဒါအပြင်ရှမ်းနီဒေတာအသွင်းမှာရှိနေတဲ့ကရုတိုင်းရင်းသားအစွန်ရောက်တွေရဲ့အားကိုယူပြီးတော့ဗမောက်မျိုးတင်တိုက်ပွဲကိုဆင်နွှဲခဲ့တာဖြစ်ပါတယ်။ဗမောက်မျိုးတင်တိုက်ပွဲကိုတော့ပြီးခဲ့တဲ့စက်တင်ဘာ15ရက်နေ့ကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့စက်တင်ဘာ21ရက်နေ့ဝန်းကျင်မှာပဲဗမောက်မျိုးမှာရှိနေတဲ့ဌာနဆိုင်ရာနဲ့မြို့တွေရဲစခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ဗမောက်မျိုးကိုတိုက်ခိုက်သိမ်းပိုက်ချိန်ဒီတပ်မတော်စစ်ကြောင်းတွေနဲ့နေမြေကန်တိုင်းရင်းတပ်ဖွဲ့တွေနောက်ပြီးတော့ရှမ်းနီတိုင်းရင်းသားတပ်ဖွဲ့ဝင်တွေ အားလုံးကစီးရဲအရာယာယီစုတ်ခွာပြေးခဲ့ပြီးတဲ့နောက်ဒီ2025ခုနှစ်အောက်တိုဘာပထမပတ်ထဲကစပြီးတော့လက်မောက်မြို့ကိုပြန်လည်တိုက်ခိုက်သိမ်းပတ်နိုင်ရေးအတွက်ထိုးစစ်ဆင်ခဲ့တာပဲဖြစ်ပါတယ်။ကျန်းပတ်တွေလာရောက်တိုက်ခိုက်ချိန်မှာတော့နေမီကန်ရှန်နီတပ်ဖွဲ့ဝင်တွေနဲ့တပ်မတော်စစ်ကြောင်းတွေကလက်မောက်မြို့ရဲ့မြောက်ဘက်မှာရှိနေတဲ့ခမုန်းနဲ့ဗန်မောက်မြို့ရဲ့နောက်ဘက်မှာရှိနေတဲ့ ကြောင်လဲရွာစက်တော်စားရရွာတွေထဲကိုယာယီဆုတ်ခွာပေးခဲ့ကြပြီးတော့ဒေသခံရှမ်းပြည်တိုင်းရင်းသားတွေအပြင်ကဒူးတိုင်းရင်းသားတွေကိုပါခေါ်ဆောင်ပြီးတော့ဘေးလွတ်ရာကိုကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတဲ့အဖွဲ့တွေပဲဖြစ်ပါတယ်။ဒီရက်ပိုင်းတက်မတော်စစ်ကြောင်းနေတဲ့သူရှမ်းပြည်တိုင်းရင်းသားတွေကဗမ်းမော့မြို့ကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ရေးအတွက်ပြန်လည်ထိုးစစ်ဆင်တိုက်ခတ်နေတာဖြစ်ပြီးအကြမ်းဖက်သမားတွေနဲ့ KIA အသုံးချခံ PDF တွေကဒူးတိုင်းရင်းသားတွေစုဖွဲ့နေရတွေကိုလည်းရှမ်းပြည်တပ်ဖွဲ့ဝင်တွေကမိမိအစီအစဉ်နဲ့နေမရှင်လင်းရေးဆောင်ရွက်နေတာတွေလည်းရှိပါတယ်။အဲ့လိုနေမရှင်လင်းရေးဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက်အောက်တိုဘာ16ရက်နေ့18ရက်နေ့ဝန်းကျင်တွေကတက်မတော်စစ်ကြောင်းတွေရောရှမ်း ်နီတပ်ဖွဲ့ဝင်တွေအလုံးကဗန်းမောင်မျိုးရဲ့အနီးတမိုင်ပတ်ချလေအထိကိုဝင်ရောက်ပြီးတော့အကျန့်ဖက်သမားတွေကိုအမဲ့ချွေချွေတိုက်ခိုက်လျက်ရှိတာဖြစ်ပါတယ်။အခုလိုဆယ်ရည်နီပါတိုက်ခိုက်ပြီးတဲ့နောက်မှာတော့အကျန့်ဖက်သမားတွေ KIA ဥဆောင်တဲ့ကဒုပီဒီအန်ယူဂျီလောက်ခံ PDF ကတာဗမောက်စတဲ့ PDF တွေကမြို့ကနေစွန့်ခွာထွက်ခွာသွားကြတဲ့အချိန်မြို့မှာရှိနေတဲ့ဒီဌာနဆိုင်ရာအစအဦးတွေနိုင်ငံပိုင်အစအဦးတွေနဲ့ပြည်သူလူထုရဲ့နေအိမ်တွေကိုမိရှို့ပြီးတော့ဖျက်ဆီးသွားခဲ့ကြတာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့အတိုင်းဝိုင်းကိုကြည့်လိုက်မယ်ဆိုရင်လည်းလက်ရှိမြန်မာနိုင်ငံရဲ့အခင်းကြီးကိုကြည့်လိုက်မယ်ဆိုရင်လည်းအကြမ်းဖက်သမားတွေကအကြမ်းဖက်ပြီးပြီးတတနေပဲနိုင်ငံပိုင်ပစ္စည်းတွေကိုဖျက်ဆီးသွားတာတွေကမြတ်ဝါထင်တယ်မြင်တွေ့နေရပါတယ်။ပလောင်လက်နက်ကိုင်တောင်တန်အလီကလည်းဆစ်ရှုံပြီးဆော့ခွာထွက်ပြေးတဲ့အချိန်မြို့တွေကိုနိုင်ငံပိုင်အစအဦးတွေအားလုံးကိုမိရှို့ဖျက်ဆီးသွားခဲ့တာဖြစ်ပြီးအခုဆိုရင်ကချင်လက်နက်ကိုင်တောင် KIA နဲ့ NUG ပြည်ပြည်အုပ်စုတွေကဗန်းမောင်မြို့ကိုလက်လွတ်ရခဲ့နေမှလည်းမြို့ကိုမိရှို့ဖျက်ဆီးသွားတာပဲဖြစ်ပါတယ်။ ဂျိမ်းဖောလူမျိုးရေးအစွန်ရခရိယန်ဘာသာဝင်ကချင်လက်နက်ကန်တဘုံ KIA နဲ့အပေါင်းပါတွေကဗန်းမောင်မျိုးကိုမိမရှုခင်ပြီးခဲ့တဲ့ရက်အနည်းငယ်ကလေးကဗန်းမောင်မျိုးရဲ့နောက်ဖက်မှာရှိနေတဲ့ရှမ်းပြည်တိုင်းရင်းသားတွေနဲ့ကရုတိုင်းရင်းသားတွေရဲ့ဘုံကြီးကျောင်းတွေဖြစ်တဲ့ကံရွာအလဲရွာ ဆက်တော့နဲ့ကဒူးရွာကဘုံကြီးကျောင်းတွေကိုရှမ်းပြည်တပ်ဖွဲ့ဝင်တွေကမီးရှို့ဖျက်ဆီးနေတယ်ဆိုပြီးတော့တည်င်းတို့တည်င်းမားတွေလည်းထုတ်ပြန်ခဲ့ပူပါတယ်။ဒါပေမဲ့တကယ်လည်းမီးရှို့ဖျက်ဆီးနေတာကတော့ကချင်လက်နက်ကိုင်တပုံ KIA နဲ့ NUGPB တွေရဲ့အတုံးချခံ PDF တွေဖြစ်တယ်ဆိုတဲ့အခြေအနေကိုလည်းဒေသခံရှမ်းပြည်တပ်ဖွဲ့ဝင်တွေကတပ်ဖို့မှတ်တမ်းနေတယ်ကွာထုတ်ပြန်ခဲ့တာကိုလည်းကျွန်တော်မြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ ပြောရရင်တော့တတိမမန်နဲ့ NUG လက်အောက်ခံပြည်ပြည်အုပ်စုတွေကကချင်လက်နက်ကိုင်တော် KIA ရဲ့အတုံးချခံအနေနဲ့ရှိပြီးတော့မြို့တမြို့ကိုတိုက်ခိုက်သိမ်းပိုက်နိုင်နေဆိုတဲ့ခေါင်းစဉ်ပြအလှငွေတွေရဖို့ခွက်ခေါက်ဖို့အတွက်လမ်းမောင်မြို့တင်တိုက်ပွဲကိုဆင်နွှဲခဲ့ကြတာဒါဖြစ်ပါတယ် ဒါမှမဟုတ်မြို့ကိုတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်တလမပြည့်ခင်မှာပဲပြန်လည်လက်လွတ်ရတဲ့အခြေအနေကိုရောက်ရှိလာတာဖြစ်ပါတယ်။အခုလိုဗန်းမောက်မြို့ကိုပြန်လည်လက်လွတ်ရတော့မယ်ဆိုတဲ့အခြေအနေရောက်ရှိနေတဲ့အချိန်မှာပဲဒီနေ့အော်တိုဘာ26ရက်နေ့မနက်ပိုင်းကစပြီးတော့ဗန်းမောက်မြို့ရဲ့ဌာနဆိုင်ရာရုံးတွေရှိတဲ့နေရာနိုင်ငံမှအစောဦးတွေရှိတဲ့နေရာနဲ့ဗိုလ်ချုပ်ပန်းချံဗိုလ်ချုပ်လန်းစတဲ့နေရာတွေကိုရွေကျက်ရှိရှိနဲ့မီးရှို့ဖျက်ဆီးနေကြတာပဲဖြစ်ပါတယ်။မိုးကလည်းမရွာလေယာလည်းမတိုက်ဖြစ်နေတဲ့အချိန်အကြမ်းဖက်သမားတွေကပလောင်အကြမ်းဖက်တွေမီးရှို့ဖျက်ဆီးတဲ့ပုံစံအတိုင်းပဲမီးစာတွေပုံမီးတွေရှို့ပြီးတော့ရွေကျက်ရှိရှိနဲ့လောင်စာတွေထွက်မီးရှို့နေတာဖြစ် စ်တဲ့အတွက်ဒါနောက်မျိုးကြီးကတော့မီဟုံဟုံတောက်နေတဲ့အခြေအနေမျိုးလို့နောက်ဆုံးသတင်းတွေရရှိပါတယ်။ဒါပေမဲ့ဒေသခံရှမ်းနီတပ်ဖွဲ့ဝင်တွေဖြစ်တဲ့တမဟ614ရဲ့လက်အောက်ခံတိုင်းရင်းတပ်ဖွဲ့တွေနဲ့ချက်မရေးဆောင်ရှောက်မှုပေးနေတဲ့အဖွဲ့တွေကလည်းဒေသခံရှမ်းနီတိုင်းရင်းသားတွေတာမက ကရုတိုင်းရင်သားတွေကိုပါကျမ်းမာရေးဆောင်ရှောက်မှုတွေပြုလုပ်ပေးနေတာဖြစ်ပြီးတော့ဒီနေ့အော်တိုဘာ26ရက်နေ့မှာလည်းဒီဟိုမလင်းမှာရှိနေတဲ့မြို့မကျောင်းဆရာတော်ကရှမ်းနီတပ်ဖွဲ့ဝင်တွေရဲ့ကျမ်းမာရေးဆောင်ရှောက်မှုပေးနေတဲ့စစ်ဘေးကူညီမှုပေးနေတဲ့အသင်းကိုစာအိတ်တရားအပါဝင်ပြည်စည်းအမဲအစုံအမျိုးပေါင်း14မျိုးအပါဝင်လှူဒန်းခဲ့တယ်လို့လည်းသိရပါတယ်။လက်ရှိရှမ်းနီတပ်ဖွဲ့ဝင်တွေပြုစုဆောင်ရှောက်ပေးထားတဲ့ကောက်ွယ်ပေးထားတဲ့အိမ်အောင်စုအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်အိမ်အောင်စုပေါင်း685စုရှိပြီးတော့လူဦးရေ4916ဦးကို SNL အဖွဲ့တွေကကောက်ွယ်ထားတယ်လို့သိရပါတယ်။ လမ်းမမြို့ကိုကချင်လက်နက်ကိုင်တပုံ KIA နဲ့ NUGB ပြည်အုပ်စုတွေဝိုင်းဝန်းတိုက်ခိုက်ခဲ့တဲ့စက်တင်ဘာ15ရက်နေ့ကနေစပြီးတော့အခုဆိုရင်စစ်ပေးရှောင်နေရတဲ့ဒေသခံမိဘပြည်သူ18000ဝန်းကျင်ရှိတယ်လို့သိရပါတယ်။ဒီ18000တဲကမှလူရေ9000နီးပါးကိုရှမ်းပြည်တပ်ဖွဲ့ဝင်တွေကကာကွယ်စောင့်ရှောက်ပေးထားတယ်၊ကျမ်းမာရေးစောင့်ရှောက်မှုတွေပေးထားတယ်ဆိုပေမဲ့တခြားသောလူဦးရေ3000လောက်ကအကြမ်းဖက်သမားတွေရဲ့တိုက်ပွဲပေါ်ဆောင်မှုတွေကြောင့်အိုးပြစ်အိမ်ပြစ်နဲ့အခုလိုမိုးရင်းကာလတွေထဲမှာမိုးရင်းရေထဲမှာဖြစ်တယ်လို့နေဖြစ်တယ်လို့စားနဲ့အတိဒုက္ခတွေရောက်နေကြတယ်လို့လည်းသိရပါတယ်။ဒီလိုအတိဒုက္ခရောက်နေကြတဲ့အထက်မှာလည်းဒီကဒူးတိုင်းရင်းသားတွေကိုယ်တိုင်ပါဝင်တာဖြစ် က်တဲ့အတွက်ကချင်လက်လက်ကန်တပုံ KIA အသုံးချကန်ကရုပီဒီအက်တွေအနေနဲ့ကိုဒေတာကိုရရွာကိုကိုရန်ဖျက်ဆီးနေလောက်အထိနိုင်ငံရေးရေချိန်နှိမ်ပါနေပြီလားဆိုတဲ့မေးခွန်းတွေကိုလည်းဒေတာကန်ကရုတိုင်းရင်းသားတွေကမေးမြန်းနေကြပြီဖြစ်ပါတယ်ဒီတဲ့ပို့ပြီးတော့ဒေတာတွေမှာကတူး PDF တွေစိုးတန်းတောင်းရမ်းမယ်ဆိုရင်တော့ရှမ်းနေတပ်ဖွဲ့ဝင်တွေနဲ့အတူဒေတာကန်ကတူးတိုင်းရင်းသားတွေကလည်းနိုင်ငံကပြည်သူစစ်တွေဖွဲ့စည်းပြီးတော့လက်နက်ကင်အကြမ်းဖက်သမားကတူး PDF တွေကိုဆက်လက်တိုက်ခိုက်သွားမယ်ဆိုတဲ့သတင်းတွေကိုလည်းကြားသိနေရပါတယ်။ ။တကယ်တော့ဗမ်းမောင်မျိုးဆိုတာကကချင်ပြည်နယ်နဲ့စကိုင်းတိုင်းရဲ့အထက်ပိုင်းမှာရှိတဲ့အဆက်နေရာမှာရှိတယ်ဆိုပေမဲ့ကတူးတိုင်းရင်းသားတွေနဲ့ရှမ်းပြည်တိုင်းရင်းသားတွေကနှစ်ပေါင်းများစွာအေးစီတည်ငြိမ်စွာနဲ့နေထိုင်ခဲ့တဲ့ဒေသတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ကချင်လက်နက်ကိုင်တပုံ KIA ကတော့နှစ်ပေါင်းများစွာလက်နက်အားကိုအနိုင်ကျင့်ခဲ့တာဖြစ်ပြီးအခုလို2021ခုနှစ်နိုင်ငံရေးအပြောင်းအလဲကြီးဖြစ်ပေါ်သွားတဲ့အချိန်မှာတော့ကချင်လက်နက်ကိုင်တပုံ KIA ရဲ့အသုံးချခံဖြစ်မဲ့ပရောစီတွေများစွာကိုမွေးထုတ်ပေးတဲ့ထဲကမှကတူး PDF တွေပါမွေးထုတ်ပေးခဲ့တာပဲဖြစ်တာတယ်။ အခုလိုကဒူး PDF တွေမွေးထုတ်ပြီးတဲ့နောက်မှာတော့ဗန်မောက်မြို့ကိုဆယ်တွင်းကိုခေါ်သွင်းခဲ့တာဖြစ်ပြီးကဒူးအကြမ်းဖက် PDF တွေကိုရန်ကိုရဲကိုရွာကိုကိုလက်နဲ့ကိုမင်းရှုဖျက်ဆီးနေတာဖြစ်တယ်လို့သိရပါတယ်။ဒီနေ့ဗန်မောက်မြို့မှာမင်းရှုဖျက်ဆီးသွားတဲ့သူတွေကိုစုံစမ်းကြည့်လိုက်တဲ့အချိန်မှာလည်းကချင်လက်နဲ့ကင်တပုံ KIA ရဲ့စီစဉ်ပေးမှုနဲ့ကဒူး PDF တွေကမီးပုံရှို့နေတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်။ဒါကအင်မတန်ဆက်ဆုပ်ယွန်ရှာဝဲကောင်းတဲ့အခြေအနေတည်းရလို့လဲဆိုရမှာဖြစ်တယ်လို့နိုင်ငံရေးကြေကြေနိုင်ပါမှုကိုလည်းပြသနေတာဖြစ်ပါတယ် နိုင်ငံတော်နဲ့နိုင်ငံသားတွေအပေါ်မှာခွဲခွဲခြားခြားမမြင်နိုင်တဲ့အကြမ်းဖက်အဖွဲ့အစည်းတွေကဒီလိုမျိုးလက်နက်ကိုင်လမ်းစဉ်ကိုလုတ်ပြင်းတော့ဖောက်ခွဲရေးဖြက်စည်းရေးတွေကိုဒါဒီဇိုင်းမမတ်ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ဒီလိုအကြမ်းဖက်သမားတွေရဲ့ထင်းချုံရလက်ထဲမှာနေရတဲ့မိဘပြည်သူတွေအနေနဲ့ကလည်းနီးရသားကိုကြောက်နေရတာဖြစ်ပြီးတရားဥပဒေစိုးမိုးရေးမရှိတဲ့နေရာတွေမှာပဲရှင်သန်နေထိုင်နေကြရဆဲပဲဖြစ်ပါတယ်။ ဒါကတော့ဒီနေ့အော်တိုဘာ26ရက်နေ့ရှမ်းပြည်တိုင်းရင်းသားတွေနေထိုင်ရာဗန်းမောက်မြို့ကိုကချင်လက်နက်ကန်သဘောင် KIA နဲ့အပေါင်းအပါတွေဥဆောင်ပြီးတော့မိရှုဖျက်ဆီးနေတယ်ဆိုတဲ့သတင်းနဲ့ဆက်ဆက်ပြီးတဆက်ပြီးခဲ့တာပဲဖြစ်ပါတယ်။ကချင်လက်နက်ကန်သဘောင် KIA ကဗန်းမောက်မြို့သိမ်းတိုက်ပွဲမှာလည်းအလဲလဲအကွဲအကွဲနဲ့အင်အား1000နီးပါးကိုမြို့တုံးပျောက်ကွယ်ခဲ့တဲ့အခြေအနေအထိနာခဲ့တာဖြစ်ပြီးတော့အခုဗန်းမောက်မြို့သိမ်းတိုက်ပွဲမှာလည်းကဒူး PDF တွေထိခိုက်သေဆုံးမှုတွေများနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။အခုလိုဗန်းမောက်မြို့မိရှုဖျက်ဆီးခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဒရုန်းနဲ့စောင့်ကြည့်ရင်းနဲ့ဒေသခံရှမ်းပြည်တိုင်းရင်းသားတွေရဲ့ယင်းတွေကခံစားချက်ကိုလည်းကျွန်တော်တို့တစ်ချက်ကြည့်လိုက်အောင်ပါ။ဟိုက်ကွာ။ဒုလုံးကဘယ်ကအများကြီးပဲ။ဒုလုံးမကဘူးအများကြီးဖြစ်နေတာမီးရှို့နေတာ။မြို့မီးရှို့တယ်မြို့မီးရှို့လာမသိဘူးမီးရှို့လာပဲနေမှာအနေနဲ့အလုံးမမဟုတ်ဘူး။အများကြီးပဲ။တတန်းလုံးမိုက်ကိုအဲ့ဒီပြည်တော်ဟာကပိုရှို့လန်းနဲ့ကပိုရှို့လန်းကတက်တက်ပဲ။ပိုရှို့လန်းပိုရှို့လန်းပေးနာဟာကိုရှို့တာပဲ။မီးရှို့ပြီးပြီးလို့မကောင်းသေးလား။ ကိုကျန်သားရောက်တော့ပါတယ်ကွာအဲ့ဒါချင်းရောလောက်မှာလောက်မှာဒါစစ်ကိုစစ်နေတူမတိုက်ကောင်းနေဘူးကြီးကျန်တော့ညီလေးမကြိုက်တော့ဘူးအတက်ကရှုရတယ်ကျွန်တော်တို့ဖွဲ့ရှုရလို့ပြုတ်အောင်မှာတို့ဟိုအဆန်လေးလမ်းရနေစတင်တော့အဲ့ဒါကျတော့တင်ရမယ်ဘာပဲလဲပြောပြီးတော့မှအဲ့ဒါတော့နေဆုတ်ဖတ်ဖို့ပြင်ဆင်ရခြင်းမှာမြို့ကိုဖြတ်စီးပြီးမိရှုနေပါပြီဆိုတဲ့စာသားမျိုးရေးပြီးတော့ဟိုကလုံမှုရောက်တင်ရတကယ်နဲ့လုံနေရတယ်ဒီမှာကြို့လေးပေါ့ညရာမရှိကွာအော်ကွာအများကြီးမိရကူးမှာမိရကူးမှာတက်တဲ့ဆက်ကူးမှာကူးမှာဟုတ်တယ် ာဒိုးမှာမြတ်တယ်ကိုညာမြတ်ဆက်ပြီးပါပါဘူးမအိမ်ရက်ဆက်ကောဖြည့်စီဖို့တမတတလာတိုက်ကြတော့ပါငါဒိုးမှာအေးကပ်ဘယ်နာရီပြင်မှာအဲ့ဒါအဲ့ဒါအဲ့ဒါချေးရုပ်ချေးရုပ်နားပါဟွာခမ်းမခမ်းမရှိမှာ Oh my god. အဲ့ဒါငါတို့လာကိုညာတယ်ခဏလေး